ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ငလျင်နောက်ဆက်တွဲ KCA လုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့အတွက်ညီနောင်မဟာမိတ်တုံးဖွဲ့ကတလတစ်ဖက်သက်အပြည့်အခက်ရက်စေးတယ်လို့ဧပြီလ1ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်။ငလျင်နောက်ဆက်တွဲ KCA လုပ်ငန်းတွေအမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ဖို့အတွက်ညီနောင်တုံးဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာထိုးစစ်တွေကိုမလုပ်တော့ဘဲတလတာတစ်ဖက်သက်အပြည့်အခက်ရက်စေးတယ်လို့ထုတ်ပြန်ကြေညာချက်အထက်မှာဖော်ပြထားတာပါ။ ဒီလိုထုတ်ပြန်ခြင်းကစပြီးညီနောင်မဟာမိတ်သုံးဖွဲ့နဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာမိမိကိုယ်ကိုမိမိခုခံကာကွယ်တဲ့တုံ့ပြန်မှုမျိုးကလွဲပြီးစတင်ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးတွေပြုလုပ်မှာမဟုတ်ဘူးလို့လည်းဆိုထားပါဗျ။အေအေအပါအဝင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ NUG လက်အောက်ခံတပ်ဖွဲ့တွေကပြည်သူတွေငလျင်တန်းခံစားနေရချိန်မှာထိုးစစ်တွေရန်နာဖို့တစ်ဖက်သက်အပြည့်ခတ်ရက်စီးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းစစ်ကောင်းဆောင်ပူချုံမှုကြီးမင်းအောင်လှိုင်ကတော့ တိုင်းရင်းသားလက်နက်ကင်တွေရဲ့အပြည့်အခက်ရစေးရေးကိုပေးချလိုက်ပြီးတော့တိုင်းရင်းသားနေမျိုးတွေကိုလေကြောင်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိခိုက်သေးဆုံးမှုတွေလည်းဆက်တိုက်ရှိနေတာပါ။